နေ့ကြရောက်တော့မွေးနေ့ရှိရဲ့မွေးနေ့မင်္ဂလာဒီချိန်ခါမင်္ဂလာဖျားများပြေဝလို့နေတန်1389ခုနှစ်တစောင်းမုံလာဆန်း17ရက် 31ရက်ဆယ်လ2025တောက်ကြနေကိုမွေးနေ့ရက်မြက်ဖြစ်တမတ်ကပဲခူးတိုင်းဒေသကြီးဘောမြို့နယ်ဆင်းရွာနေဘဘဦးမြင့်သိန်းဘဘဒေါ်တန်တင်ဘဘဦးမြလွင်ဘဘဒေါ်ဆက်ဆန်းဝင်းချင်းမေမေကိုဂျက်ကီချန်းချင်းမေမေမတ်အပြူမားတို့ရဲ့တမီးငယ်ကိုကိုမောင်ဆိုင်စစ်ပိုင်ချင်းညီမလေးမိမိလေးမတ်မေပူးပိုင်နှစ်နှစ်ပြည့်မွေးနေ့အလှူမင်္ဂလာပွဲလေးပဲ ဖြစ်ပါတယ်ခင်ဗျာမွေနေရှင်ဒီနေ့မစားကြာမှာပါစေမွေနေရှင်ဒီနေ့မစားချမ်းသာပါစေမွေနေရှင်ဒီနေ့မစားရောရှိချမ်းနေပါစေကျတဲ့ဒီမင်္ဂလာရှိ ွာအင်ဂေဟာမန်တဲ့တွင်မှာစီးစိမ်ရွှေငွေဥစ္စာဒီရလာတို့တဲ့ချမ်းသာလက်ပြဝန်တာဒီနေ့ဒီချိန်ခါဒီမွေးနေ့မင်္ဂလာမင်္ဂလာဖျာဖျာပြေဝလို့နေတာချစ်သမီးလေးမမေဘူးပိုင်ငနေ့ပြေမွေးနေ့အလူမင်္ဂလာပွဲလေးတို့ကြောက်လာကြတော့ဆွေမျိုးမိသင်္ကအပေါင်းတို့အားမွေးနေ့ရှင်မိသားစုနဲ့အတူ ကိုချစ်ကိုဦးစီးတည်ထောင်လာတော့တန်စင်ဟိန်ပေါ့ဆက်အဖို့တော်တပည့်မအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမွေနေရှင်ဒီနေ့မှာစာကျမ်းမာပါစေမွေ ချက်တည်းမင်္ဂလာရှိစွာအင်ကေဟာမန်တဲ့တွင်မှာစီးစိတ်ရွှေငွေဥစ္စာဒီရလာ တို့တချမ်းသာလက်ပြဝမ်းသာဒီနေ့ဒီချိန်ခါဒီမွေးနေ့မင်္ဂလာမင်္ဂလာဖျားဖျားပြေဝလို့နေတံကြွရောင်းလာတဲ့အပေါင်းဆွေမိတ်တဟမွေးနေ့ရှင်တွယ်စူချွေလ က်ရှိကြမ်းမအသက်ရှိချမ်းသာပျော်ရွှင်ချမ်းမြေ့မိသားစုကပါရွှေမိုးငွေမိုးတို့လိုကောင်းချီးလဲပေးဝေကလူရင်စနာများနဲ့လူရဘဝခီးလမ်းမှာထောင်စီပြုံးပန်းဝေစားနေကလာခါညောင်းလို့သာ ဖျားဖျားပြေဝလို့နေတာငွေနေရှင်သမီးလေးမတ်မေဖူးပိုင်ရေဖူးပိုင်နှစ်နှစ်ပြည့်ငွေနေမှာစာရေးပါဘွားတစ်လျှောက်လုံးမှာပျော်ရွှင်ချမ်းမြေ့မှုအပေါင်းနဲ့ပြည့်စုံပြီးတရားချမ်းမြေ့တဲ့ဘွားလေးကိုဖိုးဖိုးဖွားဖွားဖေဖေမေမေတို့နဲ့အတူဥမကွဲတမ်းမပြေမတောင့်မတမကြောက်မကြပဲလူတိုင်းတရရတက်ရှိကျမ်းမှာစိတ်ချမ်းသာလို့မိဘအပေါ်ကိုလည်းတိတဲ့နားလေတယ် တမိကောင်းယတနာလေးဖြစ်ပါစေတို့ကြောင့်ထမြက်တော့ပညာတကြီးလည်းဖြစ်ပါစေလို့ကိုချစ်ကိုဦးစီးတည်ထောင်တော့တန်စင်ဟိတ်ဟောက်ဆက်အဖွဲ့တော်တမ်းမြမရွှေမြတ်တာပို့တာလေးရပါတယ်ခင်ဗျာမွေနေရှင်ဒီနေ့မှာစာကျမ်းမာပါစေမွေနေ ါစေကြက်တည်းမင်္ဂလာရှိစွာအင်ကေဟာမန်တက်တွင်မှာစီးစိမ်ရွှေငွေဥစ္စာဒီရလာတိုးတက်ချမ်းသာလက်ဖြာဝမ်းသာဒီနေ့ဒီချိန်ခါဒီမွေးနေ့မင်္ဂလာမင်္ဂလာဖြာဖြာပြေဝလူနေတဲ့ က်ရှိကြမ်းမအသက်ရှိချမ်းသာပျော်ရွှင်ချမ်းမြေ့မိသားစုကပါရွှေမိုးငွေမိုးတွန်းလို့ကောင်းချီးလဲပေးဝေကလူအင်းဆန္ဒများနဲ့လူရဘဝခီးလက်မှထောင်စဉ်ပြုံးပန်းဝေစားမင်္ဂလာခန်းညောင်းလို့သာဒီနေ့ လာဖြာဖြာပြေဝလူနေတာ